နံပါတ်၄မဟေတ္တမဂန္ဒီအိန္ဒိယမဟေတ္တမဂန္ဒီကသမ္မတတဦးမဟုတ်ပေမဲ့အိန္ဒိယနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တဦးအနေနဲ့ခေတ်သစ်သမိုင်းမှာဩဇာရှိဆုံးနိုင်ငံပုဂ္ဂိုလ်များထဲမှတဦးအဖြစ်ထင်ရှားခဲ့ပါတယ်။ဂန္ဒီကရုပ်ရှင်မှုနဲ့အကြမ်းမဖက်ရေးမူဝါဒကိုနတ်ဆိုင်စာယုံကြည်ပြီးတော့သူကိုယ်တိုင်လည်းထိုမူဝါဒများအတိုင်းနေထိုင်ခဲ့ပါတယ်။ဂန္ဒီဟာသူနဲ့ပြည်သူလူထုအကြားဤကတ်စွာနေထိုင်လို့တော့ကြောင့်လုံခြုံရေးပေးခြင်းကိုညှင်းဆိုခဲ့ပါတယ်။ ဂန်နီကလူတိုင်းနေလို့ရတဲ့တရားထိုင်နေရာတွေမှာတွားရောက်နေထိုင်ခဲ့ပြီးနေ့စဉ်လူအုပ်ကြားထဲမှာအဆောင်များမပါဝင်မဲ့တဝူတဲ့ခီးသွားတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ဝန်နဲ့ဆရာကောင်းတာကတော့ဂန်နီကသူ့ရဲ့ဒီလိုပွင့်လွှင်းစွာနေထိုင်မှုကြောင့်သူ့အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။1948ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာနယူးဒေလီမှာကျင်းပတဲ့ညနေခင်းစူတောင်းပွဲကိုလမ်းလျှောက်ပြီးတွားနေစဉ်အချိန်မှာပဲဟိန္ဒူမျိုးသားရေးဝါဒီတဝူဖြစ်တဲ့ နာသူရန်ကော့ဆိုသူဟာဂန်ဒီထံကိုချင်းကပ်ပြီးတော့ပြစ်ခတ်လောက်ချန်ခဲ့ပါတယ်။အဲ့ဒီလူကင်ဆောင်တဲ့တနတ်မျိုးစားကတော့ Batera M1934 Semi Automatic Pistol မျိုးစားဖြစ်ပါတယ်။လောက်ချန်တပ်ပြတ်တဲ့လူဟာဂန်ဒီအနာကိုကတ်လာပြီးတော့သူ့ရဲ့ရင်ဘတ်တွင်ကိုခြေဆံသုံးနှောက်ပြစ်သွင်းခဲ့ပါတယ်။ဂန်ဒီကသူ့မသိဆုံးငယ်မှာအိုးဖျားရည်လိုပဲသူ့ပါဇက်ကမိတန်းရင်မိပြင်မော်ကိုလဲကျသွားခဲ့ရပါတယ်။